The pursuit of happiness a bind it ဘဝဆိုတာခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုပါပဲတခါတလေမှာကိုကိုကိုတယောက်တည်းအထီးကျန်ဆန်နေဘသူ့ကိုမှမယုံကြည်ခြင်းလောက်အောင်ခံစားရတတ်ပါတယ်ဒါပေမဲ့ဒီလိုအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့ဇလန်းတွေလည်းရှိပါတယ် ဒီနေ့မှာတော့ခံယူချက်ပြည့်နဲ့စူးစမ်းရင်ဘလို့အခြေအနေမျိုးကိုမစိုးကြော်လွားနိုင်နေဆိုတဲ့စိတ်ခွန်အားဖြစ်စေမဲ့ဖြစ်ရမန်ဇလန်းတပုတ်ကိုပြောပြပေးသွားမှာပါ2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ Osmith နဲ့သူ့ရဲ့သား Jaden Smith တို့အဓိကပါဝင်တရုပ်ဆောင်ထားတဲ့ The Pursuit of Happiness ဆိုတဲ့ရုပ်ရှင်အကြောင်းပဲဖြစ်ပါတယ် ဒီရုပ်ရှင်ထဲမှာကံကြမ္မာကိုရင်ဆိုင်ခြင်းမိသားစုအတွက်ရုန်းကန်ခြင်းဘယ်တော့မှအိမ်မက်တွေကိုလက်မလျှော့ခြင်းနဲ့ခိုင်မာတဲ့စိတ်သက်ရှိဖို့ဘလောက်အရေးကြီးတယ်ဆိုတာကိုပုံဖော်ထားပါတယ်။ဘဝမှာဘလောက်ပဲအခက်အခဲတွေကြုံတွေ့နေပါစေကိုယ့်ရဲ့ရည်မှန်းချက်ကိုအရောက်လန်းနိုင်နေဆိုတဲ့အကြောင်းကိုပြသထားတာပါ။ဇလန်းရဲ့အဓိကဇက်ကောင်ကတော့ ခရစ်ကနာပါ သူကအယိုးတိတ်သီးစစက်ကင်နာတွေကိုဆေးရုံတွေမှာလိုက်ရောက်နေရတဲ့အယောင်သမားတယောက်ပါ သူ့ရဲ့အိမ်မက်ကတော့ပူပိုင်စည်းပွားရေးလုပ်ငန်းတစ်ခုကိုတည်ထောင်ပြီးမိသားစုကိုပျော်ရွှင်အောင်ထားဖို့ပါပဲ။ဒါပေမဲ့သူ့ရဲ့အိမ်မက်နဲ့လက်တွေ့ဘဝကမလွန်ကွာခြားနေပါတယ်။စက်ကင်နာတွေကလည်းမယောင်ရငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်သူ့ဘဝဟာတဖြည်းဖြည်းနဲ့ပိုဆိုးလာပါတယ်။ ရွှေ့စ်ဟာစကင်နာတွေကိုရောင်းဖို့အတော်လေးရုန်းကန်နေရပါတယ်။သူမျောလင့်ထားသလောက်ဈေးကွက်ကအာမပေးပါဘူး။ဈေးရုံတွေကလည်းသူ့ရဲ့စကင်နာတွေကိုတိတ်မလို့အပ်ကြပါဘူး။ဒီလိုနဲ့ခရစ်ဟာအလုံးလက်မဲ့ဖြစ်သွားပြီးအိမ်လာခကိုလည်းမပေးနိုင်တော့ပါဘူး။ငွေကြေးခက်ခဲတွေကသူ့ကိုဝိုင်းဝိုင်းလဲနေစေပါတယ်။နောက်ဆုံးမှာတော့ခရစ်ရဲ့ဇနီးဖြစ်သူလန်ဒါကသူတို့မိသားစုကိုစွန့်ခွာသွားပါတယ်။သူမကခရစ်ရဲ့မအောင်မြင်နိုင်တဲ့အိမ်မက်တွေကို လက်လျှော့လိုက်ပြီးသူ့ကိုထားသွားခဲ့တာပါခရစ်တယောက်သူ့ရဲ့သားခရစ်စတာဘရကိုပြုစုဆောင်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့သားကိုသူကိုယ်တိုင်ပဲထိန်းသိမ်းဆောင်ရှောက်ဖို့တာဝန်ယူလိုက်ပါတယ်။ဒါဟာသူ့အတွက်နောက်ထပ်စိန်ခေါ်မှုတစ်ခုပါပဲ။ခရစ်ဟာအိုးအိမ်မဲဖြစ်သွားပြီးသူ့မှာဘာငွေကြေးမှမရှိတော့ပါဘူး။ဒါပေမဲ့သူကသူ့မိသားစုအတွက်စူးစမ်းဖို့ဆုံးဖြတ်ထားပါတယ်။သူ့ရဲ့သားကိုဆင်းရဲဒုက္ခတွေနဲ့မနေစေချင်ပါဘူး။ခရစ်စတာပါရဲ့အနာဂတ်ကသူ့အတွက်အကြီးအကျယ်အရေးကြီးဆုံးပါ ူနဲ့သူ့သားအသက်ရှင်ရည်တည်နိုင်ဖို့အတွက်သူ့အစွမ်းကုန်စူးစမ်းသွားမယ်လို့ဆုံးဖြတ်ထားပါတယ်။ဒီချီနီဟာခရစ်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးရဲ့အစပဲရှိပါသေးတယ်။အလုံးလမဲ့နဲ့အိုးအိမ်မဲ့ဘဝမှာသူဘလို့ရုန်းကန်သွားမလဲ၊သူဘလို့အခက်ခဲတွေကိုရင်ဆိုင်ရမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ကြရမှာပါ။အလုံးမရှိနေစရာအိမ်မရှိပေမဲ့သူကတော့သူ့ရဲ့ခရီးကိုဆက်လျှောက်နေပါတယ်။ သူ့ရဲ့ဇွဲလုံးလားနဲ့စူးစမ်းမှုတွေကသူ့ကိုဘယ်ကိုပို့ဆောင်သွားမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ရမှာပါ။နောက်ပိုင်းတွေမှာ Trace ရဲ့အလုတ်တင်ဘဝနဲ့အိုးအိမ်မဲ့ခိုးလုံရမှာနေထိုင်ရတဲ့အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာပါ။သူ့ရဲ့ဘဝမှာဘလို့အပြောင်းလဲတွေဖြစ်လာမလဲဆိုတာကိုဆက်လက်စောင့်မျှော်အားပေးကြပါဦး။